ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျဖုတ်ဘောကင်းကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်နောက်ဆုံးတော့မန်စီးတီးကိုတန်ငွေရိုက်ဖို့အပြစ်ရှာတွေ့သွားဖြစ်တဲ့ဘောလုံးဖွဲချုပ်ပရီးမီးယားလိဘောလုံးဖွဲချုပ်ဟာမန်စီးတီးအသင်းကိုပြစ်ဒဏ်ချဖို့အတွက်အချိန်ချင်းကြိုးပမ်းမှုတွေပြုလုပ်နေခဲ့ကြတာဟာအချိန်ကာလအပြင်တော်လေးကိုကြာမြင့်သွားခဲ့ပြီလို့ဆိုရမှာပါမန်စီးတီးကစားမခေါ်ရွေးတွေမှာငွေကြေးတုံးဆွဲမှုတွေအများပြားအသုံးပြုပြီးတော့ခေါ်ယူထားပေမဲ့သူတို့တွေဟာဗန်နာရေးပြဿနာတွေနဲ့ပတ်သက်လို့ပြစ်ဒဏ်ကြီးကြီးမားမားကြားခံခြင်းမရှိဘဲအေးဆေးပဲ ဖြစ်နေခဲ့ကြတာကိုမြင်တွေ့ထားရပါဒါပေမဲ့စီးတင်ဟာဇာမသိခေါ်ရွေးတွေမှာခုချိန်ထိတတောင်တတားနဲ့ခေါ်နေခဲ့ကြတာကိုလည်းမြင်တွေ့ထားရဖြစ်ပါတယ်မန်စီးတင်အဲ့လိုဗန်ဒါရေးပြဿနာလဲညီဆွမ်းတော်မရှိဘဲနဲ့ဇာမအများပြားခုံနေကြတာနဲ့ပတ်သက်လို့ပရီးမီးယားလိဘောလုံးအဖွဲ့ချုပ်ကပြည်တန်ချမှတ်သွားဖို့အတွက်အချိန်ချင်းစူးစမ်းနေခဲ့ကြသလိုမန်စီးတင်ပြစ်ချက်တွေကိုလည်းအချိန်ချင်းစစ်ဆေးရှာဖွေနေခဲ့ကြတာပါဒါမှလည်းပရီးမီးယားလိဘောလုံးအဖွဲ့ချုပ်အနေနဲ့ဘလို့မှရှာဖွေတွေးရှိအောင်မရှိဘဲမန်စီးတင်းရဲ့လှုပ်ချင်တိုင်းလှုပ်နေတဲ့အရာကိုဒီတိုင်းပဲထိုင်ပြီးတော့ကြည့်နေကြရတာပါ။ ဒါမှလည်းဘောလုံးဖွဲကျောင်းမန်စီအသင်းရဲ့အမှောက်ဆောင်နေခဲ့ကြတာဖြစ်ပြီးအခုတော့တရားစွဲစရာအချက်ကိုတွေ့သွားခဲ့ကြပြီလည်းဖြစ်ပါလိမ့်။မန်စီတရားပရီးမီးယားလိဖွဲကျောင်းကချမှတ်ထားတဲ့စီမင်းတစ်ခုကို၉ချိန်ထိချိုးဖောက်ခဲ့တာကြောင့်ဒဏ်ငွေဖြစ်တဲ့ပေါင်တသန်းပြည်တံကြခံသွားတော့မှာဖြစ်တယ်လို့သတင်းတွေကဖော်ပြသွားခဲ့ကြပါလိမ့်။ Glossy FIFA Club ဖလားပြိုင်ပွဲမှာပိုင်းဆင်နွှဲနေတဲ့မန်စီတရား2024-25ရာသီမှာစေပြဆရာအချိန်လေးဇိုးနေရင်ဆိုင်ခဲ့ရပြီးပရီးမီးယားလိအဆင့်၃နေရာသာရပ်တည်နိုင်ခဲ့လို့2016-17ရာသီနောက်ပိုင်းပထမဆုံးချိန် ဖလားလမ်းမဲ့ဖြစ်ခဲ့ပါတယ်။အိုင်ဘတ်ခွန်ရှိကို 1xbet တို့ကိုနိုင်ငံတကာပေါ့ချီတိုင်းဖုတ်ဘောကိမကစားလို့ရပါပြီ။ 1xbet အကောင့်ဖွင့်သူတိုင်း promo code FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်း bonus ရယူကစားလို့ရကြောင်းလည်းသတင်းပေးပါစေ။ဖုတ်ဘောကိမကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 399633ခွန်သုံးလုံး93လုံးကိုဆက်သွယ်နိုင်တော့ကွန်မန်တိုင်းမှာခြားပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ။မန်စီးတို့ဆိပ်ပြက်စရာနေထားနေရာမှာပြီးဆုံးသေးပဲအခုလဲပရီးမီးယားလိရဲ့စီးမင်းတစ်ခုကိုအချိန်ချင်းချိုးပေါက်ခဲ့လို့ ဒဏ်ငွေချမှတ်ခံခဲ့ရပါပြီ။မန်စီးတင်းနေတဲ့ဘောလုံးဖွဲချုပ်ရဲ့ပြစ်မှတ်ထားတိုက်ခိုက်ခြင်းကိုခံနေခဲ့ရသလိုဖြစ်နေခဲ့ပြီးပြစ်ဒဏ်မတွေ့မချင်းရှာဖွေစစ်ဆေးခံနေခဲ့ရသလိုဖြစ်နေတာပါ။ပြီးခဲ့တဲ့နှစ်ဘောလုံးရာသီမှာကလေးကမန်စီးတင်းပြစ်ဒဏ်တွေဟာချန်ပီယံရှစ်စီကိုတန်းဆင်းသွားဖွယ်ရှိတယ်ဆိုပြီးတရင်းနေထွက်ပေါ်ခဲ့တဲ့အထိကိုအချိန်လေးကဆိုးဆိုးရွားရွားဖြစ်ပေါ်ခဲ့ပါသေးတယ်။ဒါပေမဲ့မန်စီးတင်းရဲ့ပြစ်မှုတွေကိုရှာဖွေတွေ့ရှိခဲ့ခြင်းမရှိဘဲအချိန်ချင်းတရားစွဲဆိုမှုတွေကလည်းယုံထွက်ပြနိုင်ခဲ့တာကိုပြတွေ့ထားခဲ့တာဖြစ်ပါတယ်။ဒီကတော့မန်စီးတို့အနေနဲ့ယုံထွက်နိုင်ခြင်းမရှိခဲ့ကြဘူးလို့ပြောရမလို့ဖြစ်နေခဲ့ပြီး မန်စီဘောလုံးဖွဲ့ချုပ်ကမန်စီအသင်းကိုပြစ်ဒဏ်ချမှတ်နိုင်ခဲ့ကြပြီလို့ဆိုရမှာပါပရီးမီးယားလိဖွဲ့ချုပ်ကချမှတ်ထားတဲ့စီးမင်းတွေကတစ်ချက်ကပရီးမီးယားလိပွဲစဉ်ဒီမှာကလပ်သင်းတိုင်းဟာပွဲစတင်ချိန် kick off နဲ့ဒုတိယပိုင်းပြန်စတဲ့အခါကိုင်းနေကိုအချိန်မီဝင်ရအောင်မှာဖြစ်ပြီးမိုးရင်တော့ဒဏ်ငွေကျခဲ့ရမှာပါတကယ်လို့အသင်းကအိုက်စီမြုံအချိန်ချင်းချိုးဖောက်မယ်ဆိုရင်ဒဏ်ငွေပမာဏကိုလည်းတိုးမြင့်သတ်မှတ်သွားမှာဖြစ်ပါလိမ့်မန်စီတင်ကပထမအချိန်စီးမင်းချိုးဖောက်ခဲ့မှုတွေပေါင်း၄000ပြစ်ဒဏ်ချမှတ်ခံခဲ့ရသလိုအချိန်ချင်းလိုက်နာအောင်မရှိရအောင်ပေါင်း3000ထိကိုတိုးမြင့်ခံခဲ့ရပါလိမ့် မန်စီတင်ကတော့သူရဲ့အပြုမှုပေါ်တောင်းပန်စကားဆိုခဲ့သလိုစီမင်တိုင်းတိကျလိုက်နာဖို့ကစားမရီနဲ့ဝန်ထမ်းတွေကိုလည်းအတိပေးသွားမှာဖြစ်တယ်လို့ပရီးမီးယားလိအဖွဲ့ချုပ်စီကိုအကြောင်းပြန်ခဲ့ပါတယ်။ဒါမှမန်စီတင်ကခုလိုစီကံချိုးပေါက်တာအခုမှပထမဆုံးချိန်မဟုတ်ပဲနောက်23 24ရာသီလုံးကလည်း kick off နဲ့ဒုတိယပိုင်းပွဲကစားရင်တွေမှာကွင်းထဲကိုအချိန်မီဝင်တာက22ချိန်ရှိခဲ့လို့ဒန်ငွေပေါင်း1.39တန်းဒီကိုချမှတ်ခံခဲ့ရဘူးပါတယ်။ပရီးမီးယားလိဘောလုံးဖွဲ့ချုပ်ကတော့မန်စီတင်ရဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့အမြဲလိုလိုစောင့်ကြည့်နေခဲ့မှာဖြစ်ပြီးတော့ငွေသုံးဆွဲမှုတွေနဲ့ပတ်သက်လို့လည်းစောင့်ကြည့်နေခဲ့ကြမယ်ထင်ပါတယ်။ အဲလိုပရီးမီးယားလိဘောလုံးဖွဲ့ကျွဲစောင့်ကြည့်ခြင်းကိုခံရရတဲ့မန်စီးတင်ဟာလာမယ့်ရာသီအတွက်ကစားမအရာဖြည့်တင်းမှုတွေအကောင်းဆုံးပြုလုပ်ထားခဲ့ကြပြီးပရီးမီးယားလိချန်ပီယံဆုကိုရောက်သွားဖို့ထိပြတ်ထားနိုင်ခဲ့ကြတာဖြစ်ပါတယ်။မန်စီးတင်ဟာကလပ်ကဖလားပြိုင်ပွဲမှာလည်းချန်ပီယံဖြစ်ဖို့ထိရေပန်းစားနိုင်ခဲ့ကြဖြစ်ပြီးချန်ပီယံအသင်းဖြစ်သွားမလားဆိုတာတော့စောင့်ကြည့်ရမှာဖြစ်ပါတယ်။စောင့်ကြည့်ပြတ်တော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။